စင်လိုက်သွားမယ်အစင်လိုက်သွားမယ်ရန်ကုန်မြို့မှာအမိုက်ထွက်ရှိမှုနှုန်းတိုးတက်လာတာကြောင့်အမိုက်စီမံခန့်ခွဲတဲ့လုပ်ငန်းရှင်တွေကိုပုံမိုလို့ဆောင်ဖို့လိုအပ်လာပါတယ်။အမိုက်ကောက်ပြိုင်ပွဲကိုရုရှားနိုင်ငံမှာပထမဆုံးပြုလုပ်ခဲ့ပြီးဒုတိယအကြိမ်မြောက်ကိုတော့မြန်မာနိုင်ငံမှာပြုလုပ်ခဲ့တာပါ။လူတွေစိတ်ဝင်စားအောင်အမိုက်ကောက်တာကိုပုံစံပြောင်းပြီး မြန်မာနိုင်ငံမှာအသိပညာပေးရင်စံသက်တာဖြစ်တယ်လို့အမိုက်သိသိတဲ့ဖွဲ့စည်းတွေအတွက်အကူအညီဖြစ်စေမှာပါလို့ဆိုပါတယ်くしているものであのやっぱりそのゴミをあの道端に捨てるとやっぱり誰かがやっぱりそれを拾うマイクアウターကိုအားကစားဖြစ်ပြောင်းလုပ်လိုက်ရင်ပူပေါင်းပါဝင်တဲ့သူတွေလည်းများလာမှာဖြစ်ပါတယ်ဂျပန်မှာတော့အောင်မြင်ပြီးအလေးအကျင့်တစ်ခုလို့ဖြစ်နေပါပြီအခုပြိုင်ပွဲမှာပါဝင်တဲ့သူတွေလည်းတယောက်စကားတယောက်ကြားရတာကနေအတိဖြန့်ဝေတာဖြစ်ပြီး အမိုက်သိမ်းဆဲတဲ့လုပ်ငန်းစဉ်လဲထိရောက်လာမှာပါလူလူလဲအမိုက်ကိုစနစ်တကျပစ်လာခြင်းအပြင်အမိုက်သိမ်းစီးတဲ့လုပ်ငန်းမှာပူးပေါင်းပါဝင်တာဖြစ်ပါတယ်အမိုက်ကောက်တာဟာဂုံရုံစရာဖြစ်ပြီးစီကမ်းမဲ့အမိုက်စွန့်ပြတာကဆက်စရာကောင်းတယ်လို့ဆိုလာသူကဒေါ်တန်မင်းအောင်ပါပညာဘေးကာလဖြစ်တာကြောင့်စီပင်ကနေရှင်းပင်နေပေမဲ့နောက်ပိုင်းမှာထိရောက်စွာရေးယူသွားမယ်လို့ဆိုပါတယ် ကျမတို့အခုနောက်ဖေးလမ်းကြတယ်ကျမတို့လိုက်ရှင်းနေတယ်။မှန်တော့အဲ့ဒီအိမ်မှာနေတဲ့လူတွေကကိုနောက်ဖေးကိုကိုရှင်းရမယ်ကိစ္စ။စိမဲ့ကမ်းမဲ့ဆွန့်ပြစ်တယ်ပြစ်ချတယ်ဆိုအခုကာလကတော့ကျမတို့ကနှိုးဆော်နေတဲ့ကာလပညာပေးနေတဲ့ကာလ။နောက်ပိုင်းကျရင်ကျမတို့ထိထိရောက်ရောက်အရေးယူသွားပါမယ်။ဘသူတွေကအရေးယူမှာလဲ။ရန်ကုန်မြို့တော်စီမံသားရာရေးကော်မတီကတခုတည်းကအရေးယူမှာမဟုတ်ဘူး။ရန်ကုန်မြို့တော်စီမံသားရာရေးကော်မတီရဲ့ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့လက်တော်ကိုယ်စားလှယ်တွေရဲ့အဲ့ဒီနေရာမှာရှိတဲ့ရပ်ရွာအုပ်ချုပ်ရေးမှုမြို့နယ်အုပ်ချုပ်ရေးမှုအနာရပိုင်အဖွဲ့အစည်းအကုန်လုံးကပေါင်းပြီးတော့မှကျမတို့အရေးယူသွားမှာပါ။ဟာ ရန်ကုန်မြို့တော်ကိုတန့်ရှင်းစေဖို့ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေအပြင်ကိုအမိုက်ကိုတောင်းယူတတ်တဲ့စိတ်တွေနဲ့အတူစီကံရှိနေပါတယ်လို့မရှင်းတဲ့လှိုင်းကပြိုင်ပွဲရဲ့အမြင်ကိုပြောပြပါတယ်။ နံပါတ်၁ခါချက်ကကြတော့တမီးတို့ရန်ကုန်မြို့တော်ကြီးအမိုင်အမိုင်ရှင်းသွားပါတယ်။နံပါတ်၂ချက်ကကြတော့တမီးတို့အားလုံးလမ်းလျှောက်တဲ့အတွက်ကြောင့်မလို့ကျမရေပူကောင်းလာစေပါတယ်။နံပါတ်၃ချက်ကကြတော့တမီးတို့ရဲ့အားလုံး team work up ကပုံမကောင်းလာတဲ့အတွက်ကရေရှိမှဆိုတမီးတို့ကျမရဲ့အတွက်ရောအခုဒီမှာရှိရတခြားလူငယ်တွေအတွက်ရောပို့ပြီးတော့အသုံးဝင်ပါတယ်ရှင်။ပြီးတော့တမီးတို့ရဲ့အားလုံးတာဝန်ယူတက်လာတယ်။ကိုအမိုက်ပြတ်တာသူများရှင်းရတယ်ဘလို့ခံစားရလဲဆိုတာကိုချင်းစာတက်သွားတယ်။အဲအကြောင်းမို့တမီးတို့ကတော့ဒီဒီအမိုက်ကောက်တဲ့ပွဲလေးကတစ်ချက်ကို၃-၅ချက်ပြတ်ဖြစ်သွားပါတယ်။